အပိုင်း37မှာတော့ဆန်ဂျီဟာလူဖီနဲ့အတူအော်ဘလူးကိုရှာဖွေဖို့စဖို့မှုဖြစ်လူဖီရဲ့သင်းမောပေါ်ကိုလိုက်ခဲ့ပါရီလူဖီဟာစဖို့မှုတည်လဲရပြီဖြစ်တာမျိုးပြောနေခဲ့ပြီးဒီနေ့ဟာတာယာရဲနေလေးပါလီနဲ့လောကုချော်နေပါရီသွားတော့မသွားရသေး Grand Line ကိုရောက်ဖို့အဝေးကြီးလိုသေးတယ် Grand Line ဟာပင်လယ်ပြင်ဟိုဘက်မှာလားဒီဘက်မှာလားလို့ပြောကလှီပေါ်မှာများတကောင်လို့ပြေးနေပါရီဆန်ဂျီကလည်းလူဖီကိုကြည့်ပြီးမင်းတော်အာယုံနောက်တဲ့ကောင်မဲလို့ပြောလိုက်ပါရီတကောင်သားလူဖီကတော့စဖို့မှုတယောက်လဲရထားပြီးလမ်းပြဖြစ်တဲ့နာမီကိုခေါ်ဖို့ပဲကြံတော့တယ် ငါတို့ဒီ grand line ကိုသွားဖို့ပဲကြံတော့တယ်လို့ပြောလိုက်တော့တနာထားရဲ့ဆန်ကြီးကနာမီအတန်လဲကြရောနာမီလေးကိုပြောရလားဆိုပြီးနာမီရဲ့အလားအပါအဖူးထစ်တွေကိုမြင်ရောင်ရင်နာမီလေးကိုတွေ့ကျင်စိတ်တွေတဖွာဖွာဖြစ်လာတယ်လို့ဆိုကနှာခေါင်းမိတောင်းနေပါလေလူဖီကတော့ယူဆာကူကိုနာမီရှိတဲ့နေရာကိုရောက်ခံနေပြီလားလို့မေးလိုက်ချိန်မှာယူဆာကူကကြောင်ချောက်ချားစိတ်တွေနဲ့ခမရတို့အရန်ပေါ့ပေါ့လေးတွေးကြတယ်အခုနာမီသွားနေရောကနာမည်စုံနဲ့ကြော်ကြတယ်အားလောင်ကြီးစီကိုလို့ပြောလိုက်ပါတယ် နာမီဟာဒီမတိုင်ခင်မှာတေမိုးပေါ်မှာပြန်ကျဲနေတဲ့အားလောင်ရဲ့ဝရမ်းပိုစတာတွေကိုစိုက်ကြည့်နေရလို့ပြောပြလိုက်ပါရီနာမီဟာအားလောင်စီသွားတဲ့ရွေကြဟာအားလုံးကိုဖမ်းပြီးစူချင်းငွေဘယ်ရီတန်းဆက်ကိုယူဖို့စီစဉ်နေတာသူတို့အခုပြောနေတော့မှာပဲနာမီဟာအားလောင်ရဲ့ခြံဝင်းကြီးတဲ့ကိုတော့မှရောက်နေလောက်ပြီလို့သူသီးသမျှပြောပြနေတာဖြစ်ပါရီလူဗီနဲ့ဆန်ကြီးကတော့အားလောင်ကဘာကောင်းမဲဖြစ်ဖြစ်စိတ်မဝင်စားပဲပြင်းနေတခုခုစားကြရအောင်လို့ပြောနေပါရီအဲ့ဒီအချိန်ယူဆာကူကထလာပြီးအားလောင်ကဘာတူလဲဆိုတာတီကောတီးကြလာလို့မိလိုက်တော့ဆန်ကြီးက အားလုံးဆိုတာဘာလို့လဲလို့တခါမှမကြောက်ဘူးလို့ပြန်ပြောလိုက်ပါလိသူတို့တွေနားမလဲကြတော့ယူဆာကူဟာဆရာကြီးဌာနေအားလုံးဟာ grand line တစ်ခုလုံးကိုပတ်ပြီးတော့တောင်းချမ်းနေတယ်ငါလူသားလို့ပြောလိုက်တော့စန်ကြီးနဲ့လူဖီကလည်းပဲငါလူသားလားဒါမျိုးတက်တော်ကတခါမှမတွေ့ဘူးပါဘူးလို့ပြောနေပါလိစန်ကြီးကတော့သူကြားဘူးတာက grand line မှာရှိတဲ့ငါလူသားကျုံကရေသူမတွေဟာတောက်ရမ်းချောတာကြားဘူးတယ်လို့ပြောလိုက်ပါလိလူဖီဟာပုံစွဲစာကိုကောက်ကင်ပြီးငါလူသားတွေဟာဒီလိုလားဆိုပြီးတော့ပုံစွဲပြလိုက်ပါလိရှင်တော်တော်လုံးနေတဲ့ နှစ်ယောက်သားကိုယူဆာကူကတော့တရားနာမထောင်ကြဘူးလားဒါဆိုရင်တော့ဟိုးလောင်လောင်ကူကအစာရှင်းပြရတာပေါ့လို့ပြန်ပြောလိုက်ပါရီ Grand Line ကိုပင်လယ်ဓားမြတင်းကြိုင်းလို့ခေါ်တာဟာအဓိကအကြောင်းရင်းတွေကအာနာကြီးမားတဲ့အဖွဲ၃စုလွန်ဆွဲနေကြလို့ဖြစ်ပါရီအာနာချင်း၃စုတွေကတစုဟာပင်လယ်ပင်ရဲ့စစ်ဘီရင်9ယောက်ကိုပြောတာလို့ပြောပြလိုက်ပါရီလူဖီယာအန်ဟောသွားပြီးစစ်ဘီရင်9ယောက်တောင်းလာလို့ပြန်ပြောလိုက်ပါရီယူဆာကူကတော့သူတို့တွေဟာ Grand Line ကိုအစိုးရရဲ့အကာအကွယ်ရထားတဲ့ပင်လယ်ဓားမြတွေ စာကြီးရထားတဲ့ပင်လယ်များတွေစီကနေရထားတဲ့ဘန်နာတွေကိုအဲ့ဒီစစ်ပရင်ခုနှစ်ယောက်ကအစိုးရကိုတဝက်စီပေးလိုက်တော့တရားဝင်ရက်တီဝင်ရသွားတာဖြစ်ပါတယ်။ဒါပေမဲ့တခြားပင်လယ်များတွေကသူတို့ကိုအစိုးရရဲ့နောက်လိုက်ခွေးတွေလို့ခေါ်ကြပါတယ်။ဇိုလိုရှုံးသွားတဲ့ဒိန်ငတ်မြက်လုံးမီဟော့ကိုရိုင်းကလည်းပဲစစ်ပရင်တယောက်ပဲဆိုတာတွေကိုသူသီးသမျှဒရဇာပြောပြနေပါတယ်။လူဗီကတော့ခြေထောက်နှစ်ချောင်းကိုရိုက်ပြီးမိုက်တွေကမီဟော့လိုမျိုးခုနှစ်ယောက်တောင်ရှိတာလားလို့ပြန်မိလိုက်ပါတယ်။ နောက်ပြီးငါတို့သားပင်နယ်သမားတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ဂျင်ဘီဟာလေးပဲစစ်ဗီရင်ခုနှစ်ယောက်ထဲကတယောက်ဖြစ်ပြီးအဲဒီလူတွေဟာ Grand Line မှာစိတ်ထင်တိုင်းတောင်းကျမ်းနေတာအားလုံးကအရှိပင်လေကိုအုပ်ဆိုးနေတဲ့ Donkrit တက်အများကြီးပူသားတယ်လို့ပြောလိုက်ပါတယ်။ဇန်ဂျီဟာယောဂဖောက်လာပြီးဒါဆိုရင်နာမီကအားလုံးကိုဖမ်းမှုသွားတာများလား။နာမီဟာရေသူမာလီများဖြစ်နေမလားဆိုပြီးတော့နှာမီတောက်ပြန်ပါတယ်။ယိုဆာကူကတဖန်သူပြောတာတွေကိုရောနားထောင်နေရလားလို့ပြန်ပြီးတော့ လူဖီကငါတို့သွားနေတဲ့နေရာမှာအစွမ်းထက်တဲ့ငါလူသားတွေရှိတယ်ဆိုတာမင်းပြောတာကိုသဘောပေါက်တယ်လို့ပြောလိုက်တော့ယူဆာကူဟာဆန်ကြီးနဲ့လူဖီတို့တကယ်သဘောမပေါက်ဘူးအဲ့ဒီငါလူသားတွေဟာဘလောက်တောင်မှတန်ဆွမ်းကြလဲဆိုတာခင်ဗျားတို့မသိပါဘူးလို့တကူတော်ရည်ရွနေပါတယ်ဆန်ကြီးဟာလည်းပဲစကားတွေများနေကြတာအစားလေးပါလေးစားကြရအောင်လို့ပြောတော့လူဖီကအယူပါကိုက်လို့ရတဲ့အသားစားမေယူဆာကူကတော့ဘဲပင်ပေါက်ကြော်စားမယ်လို့အပြိုင်ပြောလိုက်ပါတယ်ဆန်ကြီးဟာထားထွက်သွားပြီးခဏလေးနဲ့ချက်စီရမယ်လို့ပြောတော့လူဖီကစဖို့မှုသေးကြောင့်အစားကောင်းတောက်ကောင်းနေစားရတော့မှမဝမ်းသာနေပါတယ် တဖက်ပင်နယ်ပြင်မှာတော့နာမီဟာကျွန်းကြီးတစ်ကျွန်းသားကိုရွေးလွှင့်နေခဲ့ပြီးဒီမှာဒီကိုပြန်ရောက်လာပြီးဒီနေရာကသူ့ရဲ့မွေးရည်မြေလို့ပြောလိုက်ပါတယ်ဒီနေရာဟာအားလောင်ရဲ့နေရာဖြစ်ပြီးအထဲမှာတော့အားလောင်ဟာလူတယောက်နဲ့ငွေကိစ္စပြောနေပါတယ်အားလောင်ရဲ့တဖက်ကလူတွေကလည်းငွေရတော့အားလုံးကိုချီးကျူးနေပြီးအားလောင်ဟာသူနဲ့မိတ်ဆွေဖြစ်ရတာအရှိပင်နယ်ပြင်မှာမင်းအတွက်လူချင်းတလောက်ငွေပေးလို့ရတယ်လို့ကြွားနေပါတယ်တဖက်လူဟာရေတက်ရာရှိဖြစ်ပြီးအားလောင်နဲ့အလုပ်ကိစ္စတစ်ခုအတွက်လက်ဝါးချင်းရိုက်နေကြတာပါအားလောင်ကလည်းလောကကြီးမှာငွေရှိရင်အရာအလုံးပြီးပြည့်စုံနေတယ် လူသားတွေကိုသူကမုံမိမဲ့ရေတပ်ဘူကိုအကျိုးပေးတဲ့သူကိုချွင်းချက်အနေနဲ့ထားပြတယ်လို့ပြောနေပါရီအဲ့ဒီအချိန်မှာရေတပ်ဘူကထားလိုက်ပြီးဒီလိုနေရာမျိုးမှာကင်းလဲရေတပ်သင်းမောကရှိမနေသေးဘူးလေလို့ပြောလိုက်တော့အားလုံးကမင်းအကြောင်းတရင်ပို့တဲ့သူမှန်သမျှဆော်ဘလော်တီဗီပါမယ်လို့ပြောနေပါရီရေတပ်ဘူလည်းပြန်မယ်လို့တော့အားလုံးဟာတပည့်တွေကိုလိုက်ပို့ခိုင်းပြီးတပည့်တယောက်ကသူ့ရဲ့ရေပွဲအိုးကြီးကိုဝင်လိုက်ပါသူလိုက်ပို့ပေးမယ်လို့ပြောလိုက်ပါရီအဲ့ဒီအချိန်မှာပဲရေပွဲကောင်ဟာအိုးကြီးနဲ့ရေတပ်သားတွေကိုလိုက်ပို့လိုက်ပါရီတစ်ဖက်မှာလည်းနာမီဟာကျွန်းကြီးအပေါ်ကိုခြေချပြီး နာမည်ရဲ့နောက်မှာတော့ကလေးတယောက်ကအားလုံးကိုတတ်ဖို့ဓာတ်ကင်လာတာကိုတွေ့လိုက်ရပါတယ်။သူ့အဖေကိုတတ်ခဲ့တဲ့အားလုံးကိုတတ်ဖို့နာမည်ကသူ့ရှေ့ကမဖယ်ရင်နာမည်ကိုပါတတ်ပြစ်မယ်ဆိုပြီးတော့ချင်းချောင်းနေပါတယ်။နာမည်ကတော့သူမရဲ့ရင်ပတ်ထဲမှာဖွက်ထားတဲ့ဒုတ်ရှည်ကြီးနဲ့ဆော့ဘလော်တီးချလိုက်ပြီးအားလုံးဟာကလေးရီနဲ့ဆော့ဖို့အချိန်မရှိဘူးလို့ပြောကသူ့မှာပါလာတဲ့ငွေကိုပေးလိုက်ပြီးဘေးကင်းစွာနေဖို့အတွက်ပြောလိုက်ပါတယ်။နာမည်ဟာအားလုံးစီကိုရောက်လာခဲ့ပြီးအားလုံးကတော့ငွေရီပါလာပဲစိတ်ဝင်စားနေပါတယ်။ နာမီကတော့အိတ်ထဲမှာငွေရီအပြည့်ပဲလို့ပြောတော့သူ့အဖွဲ့သားတွေကိုနာမီပြန်လာပြီးကြိုးစိုးလိုက်ချလို့ပြောလိုက်ပါရီတဖက်မှာလေးပဲနာမီနောက်ကိုလိုက်လာတယ်ဆိုလိုနဲ့ဥဆုပ်တို့ကအားလုံးရဲ့နေမိတဲ့ကိုရောက်လာကြပြီမို့ကြောက်နေကြတာပါဥဆုပ်ကလည်းဒီနေရာက Grand Line ကလာတဲ့ငါးလူသားအားလုံးပုန်းခိုတဲ့နေရာလားနာမီကဒီနေရာမှာတကယ်ရှိနေရလားလို့မေးလိုက်ပြန်ပါရီသူတို့တွေလည်းအားလုံးရဲ့ဘိုင်းနဲ့ထဲကိုဝင်သွားကြပြီနာမီဟာသူတို့စီကခိုးသွားတဲ့ဂိုယေမရီတင်မောပေါ်မှာရှိတာမလားတင်မောကြောက်ချမချကြည့်ရင်သိမှာပဲလို့ပြောနေပါရီ ဇိုရိုဟာလူဖီပြောတဲ့အတိုင်းပဲနာမီကိုမရရတဲ့နီးနဲ့ပြန်ခေါ်မှာဖြစ်လို့အားလောင်ရဲ့နေရာကိုခိုးဝင်လို့ရရင်ဝင်မယ်ဒီလိုရေရွတ်လိုက်ပြီးအားလောင်ရဲ့ပိုင်းနဲ့သေးကိုအရေးစုံဝင်မယ်အလုံးမှာဥဆုပ်တို့ရဲ့ဂျိုးနဲ့တုတ်ထားတာကိုခံလိုက်ရပါတယ်ဥဆုပ်တို့ကလည်းနာမီတင်မောကိုရှာပြီးမြေပုံကိုကြည့်နေကဇိုရိုကိုမင်းကဒဏ်ရာကြီးကြီးရထားတာနာမီကိုသူကိုယ်တိုင်ပါခေါ်ခဲ့မယ်လို့ပြောလိုက်ပါတယ်သူကိုယ်သူလည်းကပတိန်ယာရူတက်ပြီးတော့ဂိုယင်းမယ်ရီတင်မောနာသူတို့လေးကိုထားမယ်လို့ကြုံဝါလိုက်ပါတယ် တာမန်ရွာလီကနေငကြောက်တကောင်ဟာသူ့ရဲ့အတွင်းစိတ်ကြောက်ရွံ့မှုရှိနေတော့ဂန်းကြီးမောင်ငါလူသားစောင်းချထားတာကိုတွေ့ပြီးဒေမောစီကိုဝင့်နေလိုက်ပါလေ။ဦးစုဖောင်ငါလူသားတွေနာကနေဒေမောကိုကြော်သွားခဲ့ပြီးဇိုရူကတော့ဘာလို့ကြော်သွားရလဲလို့မိကစိတ်ဆိုးပြီးအချင်းချင်းစကားများနေကြပါလေ။ဒီလိုနဲ့ငါလူသားနှစ်ယောက်ဟာသူတို့ဒေမောကိုမြင်သွားကြပြီးလိုက်လာပါလေ။ဇိုရူကတော့သူ့ကိုကြိုးဖြစ်ပေးဖို့အတွက်ပြောဆိုနေပါလေ။ဦးစုတို့နှစ်ယောက်ကတော့ငါလူသားတွေရောက်လာကြလို့ရည်ရဲကိုအမြန်ပြေးစင်ကြပါလေ။ ငါလူသားတွေကလည်းပဲဇိုရိုကိုအချင်းချင်းပြီးအနှိမ့်ဆက်ခံထားရတဲ့ငနေလို့ထင်ကအားလုံးစီကိုဇိုရိုကိုခေါ်သွားကြပါရီဥဇုပတို့နှစ်ယောက်ကဂုံးမုံကိုတက်လာကြပြီးသူတို့သွားရမယ့်ရွာစီကိုလိုက်ရှာမယ်လို့မှမြို့ပြကြီးတစ်ခုကိုတွေ့လိုက်ရတော့နှစ်ယောက်သားအံ့ဩမြင်တတ်သွားပါရီမြို့ကဘာဖြစ်တာလဲမြို့ကြီးတစ်ခုလုံးဟာပြက်စီးနေပြီးတော့အားလုံးကကြပြောင်းကပြန်ဖြစ်နေတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါရီဒါဟာလွန်ခဲ့တဲ့သုံးပတ်လောက်ကအားလုံးကဝေးမွေသွားတယ်ဆိုတာကိုသိပေမဲ့အိမ်ဒီအားလုံးကဇောက်ထိုးတွေဖြစ်တာမို့ဥဇုပတို့ကကြောက်ကုန်ကြပါရီ ငါလူသားတွေကလူသားတွေထက်အင်အားကြီးပြီးအစွမ်းအစားထက်တယ်လို့ကြားဖူးပါရီဒီလောက်ထိတောင်းကျန်ထားလိုက်မယ်လို့ထင်မထားမိဘူးလို့လည်းပြောနေကြပါရီအဲ့ဒီအချိန်မှာအိမ်တွေအားလုံးကိုမုံမိုလို့ခေါ်တဲ့ငါလူသားတောင်းကျန်သွားတာလို့အတန်တကြီးနဲ့ပြောဆန်ကြရပြီးဥစုပတယောက်ထဲចောင်းတောင်းတောင်းနဲ့ဂျန်နေခဲ့ပါရီဒီလိုနဲ့ဥစုပနဲ့ငါလူသားအပြေးပြိုင်နေကြပြီးနာမီနဲ့တွေ့ခဲ့တဲ့ကလေးလေးကတော့ဥစုပကိုငါလူသားအမှန်နဲ့စောပလော်တီးပစ်လိုက်ပါရီကောင်မလေးတယောက်ကလည်းရောက်လာခဲ့ပြီးဂိုးဆဆွဲရွာမှာလူတွေကမရှိတော့တာကငါလူသားတွေမှုသွားကြလို့ဖြစ်ပါရီ ဒါကြောင့်ငါလူသားတွေကိုအာမခံနဲ့လို့ပြောပြီးဦးစုပ်ကိုငါလူသားပုံစံဖြစ်ပေမဲ့လည်းငါလူသားနဲ့မတူဘူးလို့ပြောလိုက်ပါရီဦးစုပ်ကလည်းငါလူသားတွေရန်ကနေကာကွယ်ပေးမယ်ဆိုပြီးလေးကွာကိုကိုင်ကအသိအနေထားရှိနေပါရီကောင်မလီကလည်းငါလူသားတွေကိုလူသားစစ်စစ်တွေကမနိုင်ဘူးလို့ပြောကဦးစုပ်ကိုပေါလာတဲ့တူနဲ့ဆော့ပလော်တီချလိုက်ပါရီနောက်ပြီးငါလူသားဖက်တီကိုညံစင်ပြီးသူတို့နောက်ကိုဆက်မလိုက်နိုင်အောင်လို့လမ်းလွှဲပေးလိုက်ပါရီဦးစုပ်ကလည်းသူတို့အိမ်ကိုခေါ်သွားကြပြန်ပါရီတဖက်မှာလည်းစန်ဂျီဟာဟင်းချက်တိုင်းကွက်မျိုးစုံနဲ့ချက်ပြုတ်နေပြီးအားလုံးနေမီရှိရာစီကိုရွက်လွှင့်နေပါရီ ဇန်ကြီးတို့ချပြုတ်နေတဲ့ဟင်းနဲ့လေးတွေကိုပင်လယ်ထဲမှာအိတ်နေတဲ့နွားပုံစံငါးလူသားဟာအနံ့ရသွားခဲ့ပြီးရေပြင်ပေါ်ကိုတက်လာခဲ့ပါတယ်။အားလုံးတွေပဲရေပွဲကလည်းမုံမိုအတွက်အစားအစာပြင်ထားပြီးလို့အော်ခေါ်နေပါတယ်။မုံမိုဟာငါးလူသားရေပွဲစီကိုမလာဘဲဇန်ကြီးနဲ့လူဖီတို့ရှိတဲ့တင်းမောစီကိုဦးတည်ပြီးသွားနေပါတယ်။လူဗီနဲ့ဇန်ကြီးနဲ့ယိုစာကူတို့ကတော့တပြိုတပါးစားတောက်နေကြပြီးဇန်ကြီးကတော့နာမီလေးကိုပါညစာကျွေးနေတာနာမီပါရင်ကောင်းပါပဲလို့ပြောနေပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့တွေစားနေတဲ့အသားဟာတရုံနဲ့ချန်နေတာမို့လူဗီနဲ့ယိုစာကူကသူ့သားငါအသားနဲ့ဝိုင်းလူနေကြပါလိမ့် တဖက်မှာလည်းငါလူသားတွေဟာဇိုရိုကိုဖမ်းဆီးပြီးတော့အားလောင်ရှိကိုခေါ်လာကြပါတယ်ဇိုရိုကအားလောင်ရှိကိုရောက်လာခဲ့ပြီးအားလောင်ကတော့ပင်လယ်သတ်ထွာရီထဲမှာသူဟာအင်အားအကြီးဆုံးဖြစ်တယ်လို့ပြောလိုက်ပါတယ်ဇိုရိုကလည်းပဲငါတပိုင်းကောင်လို့ခေါ်တော့ငါလူသားတွေဟာပင်လယ်ပြင်မှာအသွင်မျိုးမျိုးပြောင်းပြီးအသက်ရှူနေနိုင်တယ်ဂုံးပေါ်မှာလည်းအချိန်ကြာကြာနေနိုင်တာကြောင့်မင်းတို့လူသားတွေထက်အစားတရာလောက်စွမ်းထက်တယ်လို့ပြောနေပါတယ်ဇိုရိုဟာနာမီကိုမြင်သွားပြီးနာမီကလည်းပဲငါလူသားတွေနဲ့တဖွဲ့တည်းပဲဆိုတာသိသွားလိုက်ပါတယ်နာမီကလည်းသူဟာယင်းနေကပင်လယ်တမျှပဲပင်လယ်တမျှတွေကိုမုံနေဆိုတာဟန်ဆောင်ထားတာ သူကအားလောင်ရဲ့ပင်လယ်ရမြအဖွဲ့ဝင်ခေါင်းဆောင်နှစ်ယောက်ထဲကတစ်ယောက်လည်းဖြစ်တယ်လို့ပြောလိုက်ပါတယ်ဒီလိုပြောရင်းနဲ့ပဲဇလန်းလေးကတခမ်းရက်သွားပြီးဖြစ်တာမို့အကြံရှိတဲ့ဘိုင်းတွေကိုလည်းစောင့်ကြည့်ပေးကြပါအောင်ခင်ဗျာ